ကျပွဲမြွေဝါသနာရှင်ညီပေါ်မြအားလုံးမင်္ဂလာပါခင်ဗျာဒီရက်ပိုင်းကျွန်တော်တို့ဒေသရဲ့ရာသီဥတုကအကြာခဏပြောင်းလဲနေပါတယ်တခါမွေးရွာလိုက်တခါအေးလိုက်နဲ့ဖြစ်နေတတ်ပါတယ်ဒီလိုရာသီဥတုမကြာခဏပြောင်းလဲဖြစ်ပေါ်နေတဲ့အတွက်ကျွန်တော်တို့ရဲ့ကျဲတွေကျဲပါးဆက်တွေနဲ့ကြီးထောပြီးတော့ကျဲကြီးပါဝင်ကျဲတွေမှာနေမကောင်းဖြောင်းလာတာအေးမင်းတောက်ပွဲလိုလက္ခဏာတွေပြတ်တက်လာတတ်ပါတယ်ဒီလိုလက္ခဏာတွေပြတ်တက်လာပြီဆိုရင်ဒီဘိုင်း OB စစ်နိုင်ကိုရင်းနေယူပြီးကျဲတွေကိုတိုက်ကြွေးပါ ီပိုင်း OBC နိုင်ဟာကျဲတွေကိုအေးမင်းတာလေပွန်အတွင်းပိုးဝင်တာကုဆဲရောကမျက်စိနာတာနဲ့ယုံရမ်းတာရာသီဥတုပြောင်းလဲမှုကြောင့်ဖြားနာတာတွေကိုကာကွယ်ပေးနိုင်တယ်လို့ကူးသတ်ပေးနိုင်ပါတယ်ဒီဆင်းဟာကာကွယ်ဆစ်ထိုးပြီးတဲ့နားဒါမှမဟုတ်နေရာရွှေပြောင်းတဲ့အခါစိုက်ဖီစီမှုဖြစ်မှုတွေကနေလဲသက်သာစေပါတယ်ဒီဆဲကိုကာကွယ်ဆစ်ထိုးပြီးတဲ့နားဖြစ်တဲ့ဘေးထွက်ဆူချိုးများနဲ့စိုက်ဖီစီမှုဖြစ်မှုတွေကျဲများကိုနေရာပေးယူဖို့ဆောင်ပြောင်းရွှေ့မှုတွေ ရာသီဥတုပြောင်းလဲမှုများဖြစ်တဲ့နာမကျန်းဖြန့်နာမှုတွေအတွက်လည်းအသုံးပြုနိုင်ပါတယ်။ဒီဘိုင်းအိုဘီစစ်နိုင်ကိုရင်းနေရိုးပြီးကျက်တွေကိုတိုက်ကျွေးပါအထောက်ဆိုရင်တစ်ထောက်ကိုရေလီတာ20နဲ့ရိုးတိုက်နိုင်ပါတယ်။ကျွန်တော်တို့လက်ဖက်ရည်စွမ်းတစ်စွမ်းခန်းကိုရင်းနဲ့ခံမှန်းပြီးရိုးတိုက်လို့လည်းရပါတယ်။ဒီလိုလောက်ရှားအပြင်ကျက်တွေမှာကောင်းမွန်တဲ့ကိုခံရောကိုခံရောကောင်းပြီးကျဲရောကကြာရမှုတွေကိုကြိုတဲကာကွယ်နိုင်ပါတယ်။ကျဲတွေရဲ့ခန္ဓာကိုယ်မှာ ကိုခါအောင်ကိုခါအောင်ရရှိစေဖို့အတွက်ဒီဆဲကို9ရက်မှ9ရက်ဆက်တိုက်ရင်းနေရိုးပြီးတိုက်ကြွေးပါအထူးသဖြင့်ကြက်ကလေးတွေဟာပုံပြီးဖြားနာလွယ်ပါတယ်နော်ကြက်ကလေးတွေကိုပုံပြီးတတိထားရပါမယ်ဒီ by ob ဆဲလိုက်ဆဲကိုဆိုင်ဝဲသားရင်အသေးစိတ်ကိုကျွန်တော်တို့စီမလာရစုံစမ်းမေးပြနိုင်ပါတယ်ဒီဆဲကိုကျွန်တော်စီမဝယ်ယူရရှိနိုင်ပါတယ်ဆဲဝယ်ယူမယ်ဆိုရင်သူညက်ကိုခေါ်ငေါငေါကိုရှာရှာရှစ်တေရှာညက်ကိုခေါ်ရှာမလေး နိုင်လင်းလက်တိုက်ခွန်ဖုန်းနံပါတ်ကနေတဆက်မာယူရရှိနိုင်ပါတယ်ဒီလက်ကြိုးကြိုး Facebook ကမှာလည်းမင်းများဝယ်ယူနိုင်ပါတယ်ဒီထောက်ကွန်ဟာအကျိုးကျေးဇူးများစွာရှိပြီးကြက်ရှာတိုင်းမှာအသက်ဆောင်ထားတဲ့ထောက်ကွန်တစ်ခုဖြစ်ပါတယ်ထိုင်းဘဲကကြက်ရှာအများစုမှာဒီထောက်ကွန်ကိုပုံမှန်သုံးပြကြပါတယ်ကျွန်တော်တို့ကြက်တွေမှာရောဂါလက္ခဏာတွေပေါ်လာတဲ့အခါဒီဆေးကိုရှင်းရှင်းရင်နဲ့ရုပ်ပြီး9ရက်က9ရက်ဆက်တိုက်တိုက်လိုက်ရင်ကျွန်တော်တို့ရဲ့ကြက်တွေကိုဘေးကလုံးရှုံစေပါတယ် ကျဲမွန်ယူဒီဆဲကိုအသက်ဆောင်ထားသင်ပါတယ်ခင်ဗျာ